စက်တပင်ကိုစော်ကားတာတော့စပြီလို့ကျွန်တော်တင်ထားပါတယ်။အာစော်ကားနေပြီလို့တော့မြင်ပါတယ်။မင်းသမီးလေးတွေကိုစဆော်ရွက်တရွက်ချင်းစုချပေးနေတဲ့မင်းသားလေးတယောက်ကိုလည်းဟိုတရွက်ချင်းစုချပေးဒီမှာတည်းကစဆော်ကားနေတာ ਉਹ မြင်။ဒါအခုမှဖြစ်တာမဟုတ်အများတန်းရှိတယ်။စွမ်းစာနေဆိုရင်ဇလွန်မှာအဲ့လိုပရိပခတ်ဖြစ်ပြီးတော့ကိုသူ့ရဲ့အုပ်စုကများတယ်ထင်ပါတယ်။ဒီတယံကားတဲ့လူရဲ့အုပ်စုကများတယ်ထင်ပါတယ်။အဲ့လိုမူးယူပြီးတော့မိရှို့တဲ့အခြေအနေဖြစ် စွမ်းစာနေရကြုံမှုပါတယ်ကျွန်တော်တို့ကြတော့ဒီဗီဒီယိုမြင်တဲ့အခါကျတော့ကျွန်တော်တို့ကြတော့ခုနပြောတဲ့လုံခြုံရေးစီမံချက်အမျိုးမျိုးကိုကျွန်တော်ဗီဒီယိုကတစ်ခုတည်းမဟုတ်ဘူးလေဗီဒီယိုကသုံးခုလောက်မြင်တာဟုတ်ရှေ့မှာလဲဟိုမင်းသမီးလေးတွေကိုစုဆော်ရွက်တရွက်ချင်းစုချပေးနေတဲ့မင်းသားလေးတယောက်ကိုလည်းဟိုတရွက်ချင်းစုချပေးဒီမှာတည်းကစဆော်ကားနေတာဟုတ်မြင်ကျွန်တော်တို့ကြတော့အတွင်းစည်းရမြင်တာကြတော့ တက်ရောက်တော့တက်ပြီးတော့စော်ကားနေပြီလို့ပြန်ကျွန်တော် post မှာလည်းကျွန်တော်တင်လိုက်ပါတယ်စက်တပင်ကိုစော်ကားတာတော့စပြီလို့ကျွန်တော်တင်ထားပါတယ်အာစော်ကားနေပြီလို့တော့မြင်ပါတယ်အာဒါအဲ့ဒီနောက်ပိုင်းမှာပါကျွန်တော်တို့တွေကဇက်အုတ်ချုပ်သူတွေဖြစ်တဲ့ကြောင့်မို့တို့အမြန်ဘလို့ကာကွယ်ကြမလဲဆိုတော့ငါဆိုရင်ရောဘလို့လုပ်မလဲဆိုတာပဲကျွန်တော်အတွေ့အဲ့ဘက်ပဲရောက်သွားတယ်ဟိုဒီဘောမှာကျွန်တော်တို့အများကြီးမတွေးနိုင်တော့ဘူးဩစားစော်ကားတဲ့လူပေါ်လာပြီငါဇက်မှာဖြစ်ရင်ငါဘလို့ ဟိုဒီလူဒါတွေကိုကာကွယ်မလဲဘယ်လိုထိန်းသိမ်းမလဲဒီလူကိုဟိုဘယ်လိုလုပ်မလဲအဲအလုံကြုံရေးလက်ထက်ကိုအပ်မလားပေါ့နော်အဲဒါမှမဟုတ်သူသူကဘယ်သူလဲဆိုတာကိုစုံစမ်းမလားဆိုတာမျိုးတွေတော့ကျွန်တော်ကျွန်တော်ကတော့အဲ့လိုတွေဟိုဟိုစက်အုပ်ချုပ်သူစိုက်ကပဲကျွန်တော်တွေးရတာပေါ့ဟုတ်ကဲ့ နောက်ကစင်မောကနေတက်တဲ့ကိစ္စပေါ့စင်မောကတက်တဲ့လူကလူတစ်မျိုးရှိပါတယ်တစ်မျိုးကတော့ဒီမင်းသားရဲ့ဧည့်သည်ဆက်ရဲ့ဧည့်သည်ကျွန်တော်တို့ကတခါကျရင်အဲ့လိုဧည့်သည်မျိုးထိုင်ကုန်အောင်ချပေးရပါတယ်တိုင်မုံချာမှာအဲသူတို့ရဲ့စုတွေအလွန်ချတာအဲချပေးပါတယ်မမီတို့ဆိုတာမမီပါတယ်အခုတော့ကွဲလွန်ကုန်ပါပြီသူတို့အမမီတို့လာပြီဆိုရင်ခုံတဲ့တေချာချပေးပြီးတော့အမြဲတမ်းအားပေးတယ်အဲ့လိုဟိုဆက်ရဲ့ဧည့်သည်တွေရှိပါတယ်အဲနောက်ပြီးတော့ခဏတစ်ဖြုတ်ပဲလာတယ် ဟိုမင်းသားလေးကိုပန့်ဖို့လာဆိုပေးွားကြတဲ့အမှုပညာရှင်တွေရှိပါတယ်အဲ့ဒါနံပါတ်1နံပါတ်3ကတော့ဘ ᱹ ဒူးနဲ့မှလည်းမသိပဲနဲ့မူးယူပြီးတော့ရောက်လာပြီးတော့အခုပွဲမှာတွေ့ရတဲ့သူမျိုးရှိပါတယ်အဲ့တော့တတိယလူဒန်းစားကတော့ကျွန်တော်တို့စက်တီမှာဆိုရင်လက်မခံပါဘူးအကိုရှေ့ရပဲကြည်ပါဒီလိုပြောပါတယ်အကယ်၍သူကပြောလို့မရလို့တခါတော့လှုပ်လို့ချစ်လို့ရင်ကြီးကြီးလှုပ်တာဆိုရင်တော့လေကျွန်တော်တို့ကတော့ သူ့ကိုစောင့်ကြည့်တဲ့အနေနဲ့ပဲအဲကျွန်တော်တို့နေပြီးပါတယ်ရင်ရင်ရေးဆက်ဆံတာမျိုးပေါ့အဲအဲ့တော့ပထမတစ်ချိန်မှာရင်ရင်ရေးဆက်ဆံတာမျိုးမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကအဲရှေ့ကိုပြန်ပို့ဝင်ပို့ဒိုမို့လုံကြီးရင်လုံကြုံရင်နဲ့အဲညှိလို့မရတဲ့အဆုံးဆိုရင်တော့လုံကြုံရင်ခေါ်ရတာပေါ့နော်အဲ့လိုရှိပါတယ်သူစက်ထဲကနေပြီးတော့စက်အတွင်းလုံကြုံရေးဆိုတာလဲထားပေးရပါတယ်စက်အတွင်းလုံကြုံရေးဆိုတော့ထားပေးရတယ်ဂိတ်ပေါက်လုံကြုံရေးရှိတယ်လို့အဲဇက် ဝင်းထဲရဲ့လုံခြုံရေးရှိတယ်နောက်ပြီးတော့ဆက်စင်အနောက်ကဲလုံခြုံရေးရှိပဲဒါတွေကလည်းမျက်စိတောက်ထောက်ကြည့်နေရပါတယ်အထူးသဖြင့် stage show တွေဒီဆိုတဲ့နေရာမှာပိုရအရေးကြီးပါတယ်တမင် opera တို့ဘာတို့မှာတော့အဲ့လောက်ပြဿနာမရှိပါဘူးအခုမှဖြစ်တာမဟုတ်အများတန်းရှိတယ်။စွမ်းစာနေဆိုရင်ဇလွန်မှာအဲ့လိုပြိပက္ခဖြစ်ပြီးတော့ကို သူ့ရဲ့အုပ်စုကများတယ်ထင်ပါတယ်ဒီတယံကားတဲ့လူရဲ့အုပ်စုကများတယ်ထင်ပါတယ်အဲ့လိုမူးယူပြီးတော့မိရှုတဲ့အခြေအနေရှိစွမ်းစာနေရကြုံမှုပါတယ်เนาะအဲ့ဒါနံပါတ်1မင်းသားကြီးတက်လက်နာမည်ပြောမပြောတော့ကြောက်ပတောင်းပါလေအဲ့လိုမိရှုတာကြုံမှုပါတယ်เนาะအဲ့လိုအချင်းများပြီးတော့အပေါ်တိုင်းအောင်တဲ့အချင်းများပြီးတော့မိရှုတာကြုံမှုတာ ਨੇ နံပါတ်1အခုကြိုက်ခေါက်ဖျားပွဲတို့ဘာလို့မှဆိုရင်ကိစ္စမျိုးတွေဒီဘက်ကပြန်ပိတ်တာစော်ကားတာပြိတ္တကစော်ကားတာ အပိတ်ခံရတော့ဇမင်းသားတွေကိုအပိတ်ခံရအဲ့ဒါမဟုတ်လည်းဂျုံမှုတယ်မြတ်ဂျုံဂျုံမှုပါတယ်ဟုတ်ကဲ့ဒီဇတ်လောကမှာဖြစ်နေကြပါအဲ့ဒါအဖြစ်ရတော့ဘာလဲဆိုတော့ဒီဇတ်သဘင်ကိုပရိသတ်ကမလေးစားလို့ပရိသတ်ကဘာလို့မလေးစားလဲဆိုတော့ဇတ်သမင်ဘက်ကလည်းလေးစားအောင်နေပေးဖို့အတွက်ကျွန်တော်အကြံပြုချင်ပါတယ်ဥပမာအောက်လုံးနေပြီးအမြဲတမ်းပြက်လူရှင်တို့တွေဆိုလဲအောက်လုံးနေပြီးအမြဲတမ်းမပြက်ဘဲနဲ့မဖြစ်မနေဘူးလို့ပါသွားတာတခါတလေကတော့ဟိုစထွက်တဲ့ဟိုအောက်လုံးနေပြီးပဲထွက်နေတယ်ဆိုရင်လဲဒါကတော့ ဟိုနေမဖြစ်ဘူးပေါ့နော်ဟွန်းဇက်သမင်ကိုမလေးစားဘူးပေါ့နည်းနည်းပပလောက်ပဲကောင်းမယ်ပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ဇက်သမင်ဘက်ကဖြုတ်ပြတင်ဆက်သူတွေကိုလို့အကြံပြုခြင်းပါတယ်ဥစားတွေကိုဆက်စီတွေအရန်လောက်တာမျိုးကိုလည်းကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ဒီဇက်သမင်မှာအရန်ကြီးမလုပ်စေချင်ဘူးအဲနည်းနည်းပဲလုပ်ပါဟုတ်နော်ဆက်စီတွေအရန်မလုပ်စေချင်ပါဘူးအဲဒါကတော့ကျွန်တော်တယောက်တည်းအမြင်ပါနော်အဲ့တော့ကိုယ်ကိုလည်းလေးစားအောင်နေပေးပါလို့ဇက်ဘက်ကလူတွေကိုလည်းဆက်ဆိုအဒီ ြစ်သွားတဲ့ဇက်ကိုပြောတာမဟုတ်ဘူးเนาะဇက်လောကတလောကလုံးပြောတာကျွန်တော်ဇက်ကလည်းအတတ်နိုင်ဆုံးထိန်းကုပ်ပါမယ်ကျွန်တော်ဇက်ထဲမှာလည်းကျွန်တော်မသိလိုက်တဲ့အချိန်မှာအဲ့လိုတွေဟိုပရိသတ်ကိုမလေးစားတဲ့အဖြစ်ပြီးတင်ဆက်မှုမျိုးတွေပါပါရင်လည်းခွင့်လွှတ်ပေးပါအဲကျွန်တော်လည်းထိန်းသိမ်းပါမယ်ပေါ့เนาะအပြန်လန်လေးစားဖို့လည်းအဲကျွန်တော်တို့လိုပါတယ်အဲ့တော့ပရိသတ်ဘက်ကလည်းတပင်ကိုမလေးစားလို့အဲ့လိုတွေစော်ကားတာပေါ့เนาะအဲ့ဒါမျိုးတွေရရှိပါတယ်ဟုတ်